္ခါပါရှင်စေဝသုတကဏ္ဍအနေကြိုးဆိုပါရယ်အခုတစ်ပတ်စေဝသုတကဏ္ဍအနေပြီးတော့မျှဝေပေးခြင်းတဲ့အကြောင်းအရာတော့ဗီတာမင် C ပေါ့အားစေးတွေတောက်တာများသွားတယ်ဆိုရင်ကြောက်တဲ့ဓာကြီးဖြစ်နိုင်လားတနေ့ကိုဘယ်လောက်ထိတောက်သုံးလို့ရလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ကျွန်မနာမည်ကတော့ဒေါက်တာညင်ကိခိုင်ဖြစ်ပါတယ်ရှင်အန်ဒီဗီတာမင်စီဓာတ်ဆိုတာကတော့ကျမတို့ခန္ဓာကိုယ်ထဲမှာအရေးကြီးတဲ့အာဟာရဓာတ်တစ်မျိုးဗီတာမင်တစ်မျိုးဖြစ်ပါတယ်ရှင်ဗီတာမင်စီဆိုတာကျမတို့ခန္ဓာကိုယ်ထဲကသွေးကြောတွေအာရုံကြော ောတွေပြီးတော့ collagen ဓာတ်တွေအဲဒီကိုလုံးမှရှိတဲ့ဆဲတွေမှာပါရှိရမျိုးဖြစ်ပါတယ်ရှင်အဲဒါ့အပြင်ဒီ vitamin C ဓာတ်ကခုခံအားစနစ်ပေါ့နော်ခုခံအားစနစ်မှာလည်းပါရှိရတဲ့အတွက်ကြောင့်မလို့ခုခံအားကောင်းစေနိုင်တဲ့ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်ဒါ့အပြင် vitamin C ဓာတ်ကကျမတို့ခန္ဓာကိုယ်ထဲမှာ healing လို့ခေါ်တဲ့အနာကျက်မှုကိုလည်းပိုပြီးတော့ကောင်းမွန်စေနိုင်တာဖြစ်ပါတယ်ဒါ့အပြင်ဒီ vitamin C ဓာတ်ကဒီ collagen တွေမှာပါရှိရတဲ့အတွက်ကြောင့်မလို့ပေါ့နော်အသားရည်လေးတွေနုပြိုအောင်အဲဒီအသားရည်လေးတွေတင်းအောင်လို့ဆောင်ရွက်ပေးတဲ့ ီတမင်တစ်ခုလည်းဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုอ่ะပေါ့ဗီတာမင် C ရဲ့အကောင်းဆုံးနောက်တစ်ခုရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့ဗီတာမင် C ဓာတ်က အန်တီအောက်ဆီဒန့်ဆိုတဲ့စွမ်းအင်တစ်ခုရှိပါတယ်ရှင်အန်တီအောက်ဆီဒန့်ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာပြင်ပရှိတဲ့ free radical လို့ခေါ်တဲ့ဒီကန်ဆာပစ်စေနိုင်တဲ့ဓာတ်တွေဒါအပြင်ဒီဆလိတ်ငွေတွေအဲဒါအပြင်ပေါ့နော်ကျွန်တော်တို့ဖုန်ငွေတွေဒီစိတ်ယုံကနေထွက်တဲ့ပေါ့နော်မကောင်းတဲ့အငွေတွေကိုခန္ဓာကိုယ်ထဲကိုဝင်ရောက်တယ်ဆိုရင်ကန်ဆာကြီးဖြစ်နိုင်တယ်ပေါ့နော်ဒါမျိုးတွေကိုမဖြစ်အောင်လို့တားဆီးနိုင်တဲ့အန်တီအောက်ဆီဒန့်ဆိုတဲ့ဓာတ်တစ်မျိုးလည်းဒီဗီတာမင်စီထဲမှာပါရှိရမျိုးဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ကျွန်တော်တို့ဗီတာမင်စီဓာတ်ကိုပေါ့နော်အားစေးကို အာဒီအာဆီအနေနဲ့ပေါ့နော်တောက်သုံးလို့ရတာမျိုးဖြစ်ပါတယ်အထူးသဖြင့်ဗီတာမင် C ပေါ့နော်ဖြည့်စွက်စာအာဆီတို့ဘယ်လိုလူမျိုးတွေတောက်သုံးသင့်လဲဆိုတော့နံပါတ်1အနေနဲ့အာဒီဖြားနာနေတဲ့သူမျိုးတွေဆိုရင်ကျမတို့ဖြားတာတွေရက်တုံကြည်နိုင်တယ်ပေါ့နော်ဥမာပုံမှန်ဆိုရင်9ရက်ဖြားမှာဆိုဗီတာမင် C လင်းနဲ့တွဲတောက်တယ်ဆိုရင်3ရက်လောက်ပဲဖြားတာမျိုးပေါ့နော်ဒါကတော့ duration of ပေါ့ fever ပေါ့နော်ဖြားတဲ့ကာလကိုတိုးစေနိုင်ပါတယ်အနောက်ဒုတိယတစ်ချက်ဗီတာမင် C ကိုကျမတို့ဒီအနာကျက်မြအောင်ပေါ့ခွဲစိတ်ထားတဲ့သူနာမျိုးတွေအဲဥမာခလေးမွေးထားတဲ့သူနာမျိုးတွေ ေဘယ်လိုပဲဖြစ်ဖြစ်အာဒီထိုင်ရန်ရထားတဲ့သူများမျိုးတွေဆိုရင်လည်းတောက်သုံးခြင်းအဖြစ်အနာကျက်မြန်စေရာဖြစ်ပါတယ်။နောက်နံပါတ်3ချက်အနေနဲ့ကျမတို့ဒီဗီတာမင်စီဓာတ်ကိုပေါ့နော်ဆက်လိုက်တောက်တတ်တဲ့သူတွေပေါ့နော်အဲဆက်လိုက်တောက်တဲ့သူတွေဆိုလည်းဒီဗီတာမင်စီဓာတ်ကိုတောက်သုံးလို့ရပါတယ်။ဒါအပြင်နောက်ဗီတာမင်စီကိုကျမတို့ခဏခဏပေါ့နော်ကိုကကိုခံရမကောင်းလို့ခဏခဏဖျားတာမျိုးတွေခဏခဏနှာစီးချောင်းဆိုးဖြစ်တယ်ဆိုရင်လည်းဒီဗီတာမင်စီဓာတ်ကိုတောက်သုံးလို့ရပါတယ်ရှင်။နောက်ဗီတာမင်စီကိုတောက်သုံးတဲ့သူကတော့ကိုဝင်စားမျိုးသမီးတွေ no time ခင်နေ အခလေးတွေဒါပြင်ဒီအသက်ကြီးရွယ်အိုတွေပေါ့နော်အသက်60ကျော်လူကြီးတွေဆိုရင်လည်းဟိုကြိုပြီးတော့ပေါ့နော်ဗီတာမင်စီကိုတောက်သုံးလို့ရပါတယ်ရှင်အာဒီဗီတာမင်စီရပါတော့အဲဒီတောက်သုံးသင့်တဲ့သူတွေကိုမျှဝေပြီးပြီဆိုရင်သူ့ရဲ့အဲသူ့ကိုပေါ့နော်အဲဒီနေ့ကိုဘယ်လောက်တောက်သုံးသင့်လဲဆိုရင်ဒီနေ့ကိုပုံမှန်900မီလီဂရမ်တောက်သုံးလို့ရပါတယ်တချို့ဆိုရင်1000မီလီဂရမ်တောက်သုံးလို့ရပါတယ်ရှင်ဒါကတော့ပုံမှန်သတ်မှတ်ထားတဲ့ recommended doses ပေါ့နော်ပုံမှန်အာဒီဒီပေါ့နော်လေးလာတွေ့ရှိချက်တွေအရကောင်းတဲ့ doses ကတော့ 米粒儿，那得淘米粒儿。 ချားကိုတောက်တုံးလို့ရရှိနိုင်တာဖြစ်ပါတယ်အကယ်၍ကိုကပေါ့နော်ဆေးတိုင်းလိုလိုမှာတန်ဆေးလုံပေးရှိတာပေါ့နော်အကယ်၍ကိုကပိုပြီးတော့အကောင်းကျင်လို့ဆိုပြီးတော့2000မီလီဂရမ်ထက်ပိုကျော်ပြီးတောက်တယ်ဆိုရင်ဘေးဥပါဒ်တွေဖြစ်ပေါ်စေနိုင်ပါတယ်ဘယ်လိုမျိုးအော်ဘေးဥပါဒ်တွေရှိလဲဆိုတော့ဗီတာမင် C တွေလိုတာထက်ပိုပြီးများသွားတယ်ဆိုရင်စီးကျောက်တဲတာမျိုးတွေဖြစ်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဗီတာမင် C ကကျမတို့စီးကနေပြီးတော့ဆွန့်ထုတ်ရတဲ့ဗီတာမင်မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဗီတာမင် C တွေအများများနေတာအချိန်ကျလာတယ်ဆိုရင်စီးကျောက်တဲတာမျိုးတွေဖြစ်ပေါ်စေနိုင်တယ် ယ်ဒါအပြင်ဘိုင်အောင်နာမျိုးတွေအစာရင်အောက်တာမျိုးတွေဝမ်ဘိုင်အောင်နာမျိုးတွေလည်းဖြစ်ပေါ်စေနိုင်တာမျိုးတွေရှိပါတယ်ရှင်။ ။အဲကျမတို့ဒီဗီတာမင်စီဓာတ်ကိုဒါဆိုရင်တော့တနေ့တာမှတောက်သုံးနေဆိုရင်900မီလီဂရမ်နဲ့1000မီလီဂရမ်ပဲတောက်သုံးပေးပါမှာတယ်။2000မီလီဂရမ်ထက်ပိုပြီးတော့တောက်သုံးလို့မရပါဘူးရှင်။ဒါပြင်ကျမတို့ဒီပေါ့နော်ဗီတာမင်စီဓာတ်အဲကျမတို့ဒီချို့တဲ့ရယ်ဆိုရယ်လက္ခဏာတွေကဘာတွေလဲပေါ့ကိုဗီတာမင်စီချို့တဲ့ရယ်လက္ခဏာတွေအနေနဲ့ဆိုရင်ကျမတို့ဒီတဖုံးသွေးယိုတာအနာကျက်နှေးတာအဲပြီးတော့ဒီကျမတို့ဒီခန္ဓာကိုယ်ထဲမှာတွေးထွက်တာမျိုးတွေအဲပြီးတော့ဒီအရေပြားတွေမှာအာတင်းမှုမရှိတာမျိုးပေါ့ ဒါတွေကတော့ဗီတာမင် D ချို့တဲ့တဲ့လက္ခဏာမျိုးတွေရှိတတ်ပါတယ်ဗီတာမင် C ဓာတ်ချို့တဲ့တယ်ဆိုရင်ကျမတို့ကတစ်ဖက်ကဆေးတောက်လို့ရတယ်လို့တစ်ဖက်ကလည်းစားတောက်တဲ့အာဟာရအပြည့်စုံဆိုတာစားသုံးမိရမှာဖြစ်ပါတယ်ဗီတာမင် C ကျွဲဝါးတဲ့ဒီရှင်တတ်ပါတဲ့အသီးနှံတွေပေါ့နော်လိမ္မော်တီရှောက်တီစားလို့ရတဲ့အပြင်တိုမတိုလို့ခေါ်တဲ့ဒီကျန်းချင်းတီးတွေအာလူးတွေငရုတ်ပွားတွေပြီးတော့ဒါအပြင်ပေါ့နော်ကျမတို့ဒီပန်းကော်ပီတွေစားခြင်းအဖြစ်လည်းဗီတာမင် C ဓာတ်ကိုရရှိနိုင်မှာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ကျမတို့ဒီဗီဒီယိုကနေပြီးတော့ တာမင်စီအာဒီအားစေးပေါ့နော်အကြောင်းကိုမျှဝေပေးသွားတာဖြစ်ပါတယ်ရှင်ကြည့်ရှုသူများအားလုံးကျမ်းမာချမ်းသာကြပါစေရှင်